အလုံးမဲမင်္ဂလာပါရှင်ဒီထက်ကတော့အခု Great Dane Chemistry Chapter 4 The Quantities of Substances Chemical Calculation ကိုသင်ကြားပြီးမယ်ဆရာမဖြစ်ပါတယ်အခု teacher တို့စပြီးရောလေ့လာမှာက4.1ပေါ့เนาะ Related Methods of Atoms and Molecules Atoms တွေနဲ့ Molecule တွေရဲ့ပေါ့เนาะနိုင်ရ Structure တွေအကြောင်းကိုစပြီးရောလေ့လာမှာဖြစ်ပါတယ် the quantities of substances chemical calculation ပေါ့နော်ဒီအရာဝတ္ထုတွေရဲ့ quantities ပမာဏတွေ ਨੇ သူရဲ့ပေါ့နော်ဓာတုဗေဒဆိုင်ရာတွတ်ထုံနည်းတွေပေါ့နော် the state of the art of chemistry rely on the chemical calculation ਨੇ ကျရုတ်ဒီကမန်ဆွေကပေါ့နော်အဓိကအားဖြင့်ဘာကဘယ်ပေါ်မှာမူတည်နေလဲဆိုတော့ on the chemical calculation ဆိုတာဓာတုတွက်ထုံနည်းပေါ်မှာပေါ့နော်တွက်ချက်နည်းပေါ်မှာမူတည်နေတယ် which are mainly based on the quantity so chemical tens ဒါကြောင့်မလို့ဒီကျရုတ်ကဓာတုဗေဒအခေါ်အဝေါ်တွေကိုဟုတ်ပြီနော်အခြေခံပြီးရောတည်ထားမယ်ဥပမာအဖြစ် especially the chemical symbols and the mole ပေါ့နော်ဒီကျရုတ် chemical symbols တွေဟုတ်ပြီနော်အာ ဓာတုပစ္စည်းတွေရဲ့ symbols တွေသင်္ကေတလေးတွေပြီးတဲ့အခါကျတော့ and the mole သူတို့ရဲ့မိုးတံမိုးတွေကိုသိထားရပါမယ်တဲ့ and other relevant data အခြားသောသင်လျော်တဲ့အချက်အလက်တွေကိုလည်းသိထားရမယ် in this modern day အခုလိုမျိုးပေါ့နော် modern day ဆိုတာဒီခေတ်သစ်မှာဆိုလို့ရှိရင်တဲ့ chemical ingredients and their person amount have to be labor and the rules and regulation rules တွေ regulation တွေရဲ့အောက်ကမဟုတ်เนาะ rules နဲ့ regulation တွေရဲ့အောက်မှာမူတည်ပြီးတော့ဒီချက်တွေက level လေးတွေကိုထိုးပေးရမယ်တဲ့เนาะသိတညာလေးထားပေးရမယ် for instance ဥပမာအဖြစ်ပြောရမယ်ဆိုရင်ね a farmer must not only know the soil fertilizer symbol not ဒီချက်တွေ farmers တွေပေါ့เนาะလေသမားတွေကသိကိုသိရမယ်ပေါ့เนาะ soil fertilizer ရဲ့ symbols တွေဖြစ်တဲ့ NPK ပေါ့အဲ့ဒါတွေကိုမသိကြအောင်ဖြစ်နေရဲ့ but also ဒါပေမဲ့ the person amount of soil nutrients သို့တော်ညာလဲသူတို့ကဆွိုင်းရဲ့ nutrient ပေါ့နော်ပမာဏမျိုးစီလောမှာလိုအပ်တဲ့အာဟာရဓာတ်တွေရဲ့ percent amount တွေကိုတော့သိကောင်းသိလိမ့်မယ်တဲ့ symbols တွေကိုတော့မသိဘူးဒါပေမဲ့သူ့ရဲ့ဆွိုင်း nutrients မှာလိုအပ်တဲ့ပမာဏတွေကိုတော့သိကောင်းသိပါလိမ့်မယ်တဲ့ therefore chemical calculation have many important uses and application in chemistry ဒီကြတော့ဓာတုဗေဒမှာဆိုလို့ရှိရင် chemical calculation นี่ပေါ့နော်ဓာတုတွတ်ထုတ်နည်းတွေကအရေးပါတယ်အသုံးဝင်နေပြီးရဲ့အခါကျအသုံးဝင်နေ ရေးပါတဲ့နေရာနေမှာပါဝင်ပါတယ်တဲ့ကဲဒါဆိုရင်ဒီကြော်ဆက်ကြည့်ရအောင် relative masses of atoms and molecule atoms တွေ molecule တွေရဲ့ပေါ့နော်နှိုင်းရထွတ်တံပိုးတွေအကြောင်းကိုပြောသွားမယ် atoms and molecules are particles အတန်နီနဲ့ molecules တွေက particle တွေဆိုတာဒါတို့တမီးကိုသိထားပြီးသားဟုတ်ပြီနော်အမုံလေးတွေဖြစ်ပြီးရော that make up matter အဲ့ဒီ atoms တွေ molecule တွေကစုပြီးရောမှ matter ဆိုရဲ drug တွေကိုပြုလုပ်ထားတယ် they have mass အဲ့ဒီတော့သူတို့မှာဘာရှိလဲဆိုတော့ teacher drug တွေရှိမြဲ for example အနေနဲ့ပြောရမယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် the quantity of a cube 1 cm cube ကိုပြောတာပေါ့နော်1 cubic centimeter ပေါ့နော် of gold it's heavier than a cube 1 cm cube of aluminum ူမီနီယံဟုတ်ပြီနော်အလူမီနီယံထက်ဘာဖြစ်လဲ6ရဲ့1 CM2 ကပို့ပြီးတော့လေးတယ်တဲ့ However သို့တော်ညာလဲ in chemical calculation เนาะ teacher ဓာတ်တွတ်ထုတ်နည်းရမှာဆိုရင်เนาะ chemistry ka use related methods of atom and molecule on the basics of a designated standard unit mass เนาะတချို့ရော chemical calculation တွေတွက်ထုတ်တဲ့နေရာမှာဆိုရင်ဓာတုဗေဒပညာရှင်တွေကအဲ့ဒီ standard unit mass ကိုပဲတချို့ရောကအခြေခံပြီးရော molecule တွေ atom တွေရဲ့နိုင်ရပြင်းပြတန်ဖိုးတွေကိုပဲအသုံးပြုပါတယ် call အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ atomic mass unit amu လို့ခေါ်ပါတယ် ကဲဒါဆိုရင် related atomic mass အကြောင်းပေါ့နော် atom of different element had different methods ဟုတ်တာပေါ့ကွဲပြားခြားနားတဲ့ dress နေရဲ့ atom တွေမှာဆိုရင်ကွဲပြားခြားနားတဲ့ drug တွေရှိရဲ therefore တွားကြောင်းမလို့တဲ့เนาะ one chemical calculation are performed involving different atoms ဟုတ်ပြီเนาะ teacher တို့ chemical calculation တွေတွက်ထုတ်တဲ့အခါမှာဆိုရင်လဲကွဲပြားခြားနားတဲ့ dress နေပေါ်မှာမူတည်ပြီးတော့တွက်ထုတ်ရတယ် we need to know ဒါကြောင့်မလို့ကျွန်တော်တို့ကသိဖို့လိုတယ် how one atom is heavier or lighter than the other atom အခြား atom တစ်ပေါ့เนาะဒီ နော် addon တခုက heavier လေးလား lighter ပေါ်လားဆိုတာကိုသိဖို့လိုအပ်ပါတယ်တဲ့ the mass of a single atom is so small that it is impossible to weigh it directly mass of a single atom single atom ဆိုတာဒီ atom လေးတစ်လုံးရဲ့ဓာတ်ထုတန်ဖိုးသည်သိငယ်တယ် that it is impossible to weigh it directly သူ့ရဲ့ mass က weight နဲ့ directly ဆိုတာဓာတ်ရိုက်အချိုးကျတယ်တဲ့ဟုတ်ပြီနော်ဥပမာဆိုပါဆို oxygen ဆိုရင် deuterium system oxygen ရဲ့ mass ကလည်း16သူ့ရဲ့ weight ကလည်း16ရှိပါတယ် to overcome this problem not we then compare this mass of atom with the mass of the same number or standard atom သူတို့စံသတ်မှတ်ထားတဲ့ atom တွေရဲ့ unit နဲ့အတူတူပါပဲ now အခုဆိုရင် scientists တွေ have chosen to use the isotope carbon 12နော်အခုဆိုလို့ရှိရင် scientists သိပ္ပံပညာရှင်တွေကဘာကို ရွေးချယ်ပြီးအသုံးပြုကြလဲဆိုတော့ carbon 12ကိုပေါ့နော်မူတည်ပြီးတော့အတူတူအသုံးပြုရဲ as the new standard because carbon 12 is the most abundant isotope carbon 12ကကြတော့ abundant isotope isotope ပိုပြီးတော့ပေါများတဲ့အတွက်ကြောင့်ရဲဘာကြောင့်လဲဆိုတော့ then carbon 13 or no, carbon 14 or no, ထက်ပိုပြီးတော့ isotope carbon 12ကပိုပြီးပေါများတဲ့အတွက်ကြောင့်မလို့သူ့ကို new standard unit အနေနဲ့အသုံးပြုပါတယ် ကဲဒါဆိုရင်ဒီထရို the mass of an atom is called its atomic masses atom နဲ့ drugtu ကိုเนาะ drugtu ကိုကြာတော့ဒီထရိုဘယ်လိုခေါ်လဲဆိုတော့ atomic masses လို့ခေါ်ပါတယ် for the fact that the size of an atom is too small to be weighed practically ဟုတ်ပြီเนาะသူတို့ရဲ့ atom တစ်ခုရဲ့အရွယ်အစားကဟုတ်ပြီเนาะအရန်ကိုသေးငယ်တယ်ဟုတ်ပြီเนาะ relative atomic mass AR လို့သတ်မှတ်ပါတယ် is therefore used to represent the mass of an atom of the element ဒါကြောင့်မလို့ AR လို့မြင်တာ ਨੇ ဒီကြရ related atomic mass တိဘာကိုကိုစားပြုရလဲ dressing တစ်ခုထဲမှာရှိရဲ atom ရဲ့ mass ကိုကိုစားပြုခြင်းဖြစ်ပါတယ်တဲ့ Thus, the related atomic mass of an element is the average mass of one atom of the element compared with one twelfth of the mass of a carbon 12ဟုတ်ပြီနော် iso တို့ whose mass is exactly dry ဒါကြောင့်မလို့ဒီ chairo ကအဲ့ပေါ်မှာ moody ပြီးတော့သူကဒီဟာကိုပုံသိမ်းနည်းလေးထုတ်လိုက်တယ်ပေါ့နော် related atomic mass of an element equal to ဟုတ်ပြီနော် average mass of one atom of the element by 1 by 12 of the mass of one atom of carbon 12သဘောတရားကတော့ဒီ chairo ဥမာဆိုပါဆို for example ဒီနဲ့ဒီ chair ပြောမယ်ဆိုရင် average mass of one atom of the element ခုနက oxygen ဆိုပါဆိုဟိုတလုံးရဲ့တန်ဖိုးဒီ average mass ဒီ1 atom လို့ပြောရတဲ့အတွက်သူ့ရဲ့1 atom ဒီ16ရှိရဲဆိုပါဆိုဟုတ်ပြီနော်ဒါဆိုရင်1 by 12 of the mass of a carbon 12 mass of a carbon 12လို့ပြောရတဲ့ carbon 12ရဲ့ mass သူ့ရဲ့ drag to the 12ရှိပါတယ်ဒီဟာကကြတော့ teacher တို့1 by 12 of လို့ပြောရတဲ့အတွက်ကြောင့်မလို့ multiply မှာ ုတ်ပြီနော်ဒါဆိုရင်ဒီပေါ်မှာ teacher ကမှဆိုပါဆို related atomic mass of an element နေရာမှာ dressing တစ်ခု e atomic mass ကိုတွက်မယ်ဆို oxygen ဆိုပါဆို oxygen ဆိုရင် teacher ခုနကယူထားတဲ့ average mass of one atom of oxygen က16 by အောက်ကကြတော့1 by 12 multiply by လဲ mass of a carbon 12ကဘယ်လောက်ရှိလဲ12 12 12ချင်းကြည်သွားတဲ့အတွက်ကြောင့်မလို့ teacher တို့အဖြေကပါကြတယ်16လို့ကျန်ပါတယ်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့ related atomic mass of အောက်ဆီဂျင်တစ်ခုရဲ့เนาะအောက်ဆီဂျင်တစ်လုံးရဲ့တန်ဖိုးသည် cis gene ရှိပါတယ် related ပါတဲ့အတွက်ဒီထဲက unit မထည့်တော့ပါဘူးအဲ့ကဲ related မပါဘူးဆိုရင်တော့ amu ထည့်ပေးရပါမယ်ရှေ့မှာလဲ standard unit ပေါ့เนาะ atomic mass unit ဆိုပြောလဲသူပြောထားပြီးသားပါရမယ်เนาะကဲဒါဆိုရင်ဒီပုံသင်နည်းလေးရပြီเนาะကဲနောက်တစ်ခုကကြတော့ teacher တို့ atomic mass unit amu ခုနကဒီချက်ပြောရဲ Atomic Mass Unit AMU Atomic Mass Unit AMU is precisely 1/12th of the 1/12th the mass of one atom of carbon dioxide သူကဘာလဲဆိုတော့1/12ဆိုတာဒီ1/12ကိုပြောတာပါ The mass of one atom of carbon dioxide ဆိုတော့ carbon dioxide atom မှာရှိတဲ့ ကာဗွန်အတန်လေးတစ်လုံးရဲ့ drag 2ကိုပြောတာပါအဲ့တော့1 by 12 multiply 12ပေါ့အဲ့တော့သူတို့နှစ်ခုခြေလိုက်တဲ့အခါမှာ1 amu equal ဆိုတာဖြစ်လာပါတယ်112 the mass of one atom of carbon 12 exactly ခုနကဒီချက်ပြောသွားရတယ်1 amu ဒီရဲ့ဘာနဲ့ညီညာလဲဆိုတော့ equals to 112 the mass of one atom of carbon 12နဲ့ညပါတယ်တဲ့ example 1ဒီဟာလေးကတော့เนาะ example လေးပြထားတယ် a magnesium atom has twice the mass of a carbon 12 atom what is the related atomic mass of magnesium magnesium ရဲ့ magnesium နော် magnesium တလုံးရဲ့ပေါ့နော် atom လေးတလုံးရဲ့တန်ဖိုးလေးကိုမေးထားတယ်ဘယ်ကနေတွက်ရမှာလဲ teacher တို့ mass of a carbon 12 atom နေတွက်ရမယ်ဟုတ်ပြီနော်အဲ့တော့ teacher ရမေးခွန်းလေးကိုပြန်ဖတ်မယ် a magnesium atom ကတဲ့ hats twice ဆိုတော့နှစ်ဆလို့ပြောတာပါ the mass of a carbon တော့ carbon တွဲထက်နှစ်ဆလို့ပြောတယ်ဟုတ်ပြီနော်ဒါဆိုရင် carbon mass of a carbon တွဲဒီဘလောက်လို့သူပေးထားလဲဒီမှာဒီကျရိုကွင်းဆောက်ကွင်းပိလေးနဲ့တန်ဖိုးလေးပေးထားတယ် c equals to 12ပေါ့နော်ဒါဆိုသူရဲ့နှစ်ဆလို့ပြောထားတယ်ပြီးတော့မှသူက what is the related atomic mass of magnesium magnesium တန်ဖိုး atomic mass လေးကိုရှာခိုင်းပါတယ်ကဲဒါဆိုဒီကျရိုပုံသေးနည်းလေးသုံးလိုက်ရအောင် related atomic mass of an element equals to average mass of one atom of the element by 1 by 12 of the mass of a one atom of carbon 12ဟုတ်ပြီနော်အဲ့တော့ digital an element ညမှာဘာစားဝင်လိုက်မလဲ related atomic mass of magnesium ဝင်လိုက်မယ်ဝင်ပြီးတော့ average mass of one atom of the element ညမှာ သူကအပေါ်မှာပေးထားတယ်လေ a magnesium atom has twice the mass of a carbon 12လို့ပြောထားတဲ့အတွက်2 multiply mass of one atom of carbon 12 ။နောက်ပြီးတော့ twice ဆိုတော့ two multiply mass of one atom of carbon 12 by 1 by 12 into ဟုတ်ပြီနော်။ကြော multiply mass of one atom of carbon 12ဒါဆိုရင်ဒီမှာတွက်ထုတ်ပုံလေးပြထားရဲ related atomic mass of magnesium equals to 2 multiply ဘာဖြစ်မလဲ mass of one atom of carbon 12ဒီဘလောက်ပါလဲ12 by 1 by 12 multiply 12အဲ့ဒီမှာဆိုရင် teacher တို့ဒီမှာ12 12ချင်းဘာဖြစ်သွားမလဲ ခြေသွားပါတယ်အဲ့တော့အပေါ်ကကျန်တဲ့2 multiply 12ကဘလောက်ပါလဲ24ဖြစ်ပါတယ်ဒါအတွက်ထုတ်ပုံလေးပါရမယ်နော်ကဲဒါဆိုရင် average relative atomic masses ကို teacher ဆက်ပြီးတော့ example 2လေးဆက်ကြည့်ရအောင် to calculate the relative atomic mass of element နဲ့ dressing တကူရဲ့နှိုင်းရပေါ့เนาะ atomic mass လေးကိုတွက်ထုတ်ဖို့အတွက်ဆိုရင်ね we must know the isotopic masses of the various isotope present in the element dressing ထဲမှာရှိရဲအမျိုးမျိုးသော isotope တွေရဲ့ drug တွေရဲ့ isotopic mass တွေကိုသိထားရမယ် b ကကြတော့ relative abundance of the isotope in nature တဘာဝမှာရှိရဲ isotope ရေရဲ့ပေါ့နော် relative abundance တွေပေါ့နော်အော်နိုင်ရပုံများချက်တွေကိုဒီချက်ကိုသိထားပါမယ်တဲ့ အဲ့ဒါဆိုရင် example 2မှာဆိုရင်ဒီချက်ရတစ်ချက်ကြည့်ရအောင် magnesium မှာဆိုရင် consist of 3 isotope isotope 3ခုရှိပါတယ်တဲ့ one isotope has the relative mass 24 and its relative abundant age 78.6% Habina relative max ka 24 to ye relative abundance ka jaro 78.6% shi the second isotope has relative mass 25 and its relative abundance is 10.1%. Hello, the third isotope has relative mass 26 and its relative abundance is 11.3%. That's why calculate the average relative atomic mass of magnesium. Okay, that's why teacher average relative atomic mass of magnesium ကိုတွက်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနက relative abundance ရဲ့သူရဲ့ relative mass ရဲ့ကိုပေးထားတယ်။အဲ့ဒီတော့ teacher တို့က isotope တစ်ခုချင်းစီရဲ့ first isotope second isotope third isotope အဲ့ဒီ၃ခုစီရဲ့ဗာလဲ relative abundance နဲ့ relative mass ကို multiply ပေါ့နော်မျှောက်ပေးရမယ်။အော်ဘီနော်တခုချင်းစီကိုမြောက်ပြီးတော့သူတို့၃ခုကို teacher တို့ကပါလို့ပြရမှာလဲပေါင်းပြရပါမယ် ကဲဟုတ်ပြီဒါဆိုရင်78.6% percent ဆိုတာဒီတရားပေါ်မှာမူတည်ပြီးတွက်ရတဲ့အတွက်78.6 100 multiply 24အဲ့လိုပဲ10.1 by 100 multiply 25 11.3 by 100 multiply 26ကဲဒါဆိုရင်ဒီကျရိုဒါကတော့နော်78.6ကို100နဲ့စားလိုက်တဲ့အခါမှာပြီးတော့ multiply 24နဲ့မြှောက်လိုက်တော့18.86ရမယ် 10.1ကို100နဲ့အဲ divide လုပ်လိုက်တယ်ပြီးတော့25နဲ့စားလိုက်တဲ့အခါမှာကျ25နဲ့မြှောက်လိုက်တဲ့အခါမှာ2.53နောက်တစ်ခုကိုလည်းဒါကိုဖြည့်ရှင်းလိုက်တဲ့အခါမှာ2.94ရတယ်ဒါသုံးခုစလုံးကို teacher ပါလုပ်ပေးလိုက်မယ်ပေါင်းပေးလိုက်တဲ့အခါမှာ24.33ဒါဆိုလို့ရှိရင် နောက်တနည်းအားဖြင့်ပြောရမယ်ဆိုရင် average relative atomic mass of magnesium magnesium ရဲ့ relative atomic mass ကိုရပါတယ်။ဒါကဒီ chart relative abundance နဲ့ isotope မတူညီရဲ့ပေါ့နော် isotope သုံးခုပေးထားတယ်။အဲ့မှာဆိုရင်ဒီ chart က relative abundance နဲ့ relative mass ကို ပေါင်းပြီးရရှာတဲ့ပုံစံလေးဖြစ်ပါတယ်။ ကဲနောက်တစ်ခုကဒီကျတော့ related molecular mass အကြောင်းရောက်ပါပြီ related molecular mass and related formula mass တွေဟုတ်ပြီနော် related molecular mass ကိုတော့ mr လို့သတ်မှတ်တယ်ဒီခုနက related atomic mass ကိုဒီကျတော့ ar လို့သတ်မှတ်ခဲ့တယ်အခု molecular mass ဆိုတော့ mr လို့သတ်မှတ်တယ် of a molecule is the mass of one molecule of a substance on a scale where the ဘယ်ပေါ်မှာပဲမူတည်ပြီးဒီကျတော့တွက်မှာလဲ carbon dioxide isotope ပေါ်မှာပဲ has a mass of exactly 12 unit 12 AMU ပေါ်မှာပဲမူတည်ပြီးတော့တွက်ပါမယ်တဲ့ That's the related molecular mass MR can be formed တွေ့နိုင်ပါတယ် by adding up the related atomic mass of all the atom present in the molecule molecule တွေထဲမှာရှိရဲ့ဟုတ်ပြီနော် atom ကြီးရဲ့ပေါ့နော်ရှိသလောက် atom ကြီးရဲ့ drug to atomic masses တွေကို bounce ခြင်းအားဖြင့်တွေ့မြင်နိုင်ပါတယ် hence the related molecular mass mr is defined as the average mass of one molecule of a substance when compared with 112 the mass of one atom of carbon 12ခုနကဒီ chapter related atomic mass ရဲ့ပုံသေးနည်းနဲ့အတူတူပါပဲ molecular mass ဆိုပြီးပဲပြောင်းသွားခြင်းဖြစ်ပါတယ် related atomic mass of a molecule molecule equal to average mass of one molecule of a substance by 1 by 12 of their mass of one atom of carbon 12ကဲဒါဆိုရင်ဒီချာရူ ionic compound ကြီးဟုတ်ပြီနော်ရှေ့ကမ်းမှာလည်းသင်ထားပြီးပြီ ionic compound ဆိုရောဆိုတာက matter နဲ့ nanomatter နဲ့ပေါင်းထားတဲ့ drop down တွေဖြစ်တယ် saturation ဒီမှာကြည့်လိုက်ပါ sodium di matter chloride di nanomatter ဟုတ်ပြီနော် sodium chloride and magnesium oxide magnesium di matter oxide ဆိုတာဒီ oxygen ကနေလာတဲ့ nanomatter ဲ့တော့ sodium chloride and magnesium oxide ရဲ့ ionic compound တွေမှာတဲ့ consists of ion ion တွေပါဝင်တဲ့ and not molecule သူတို့မှာကြတော့ molecule မရှိပါဘူးတဲ့ for ionic compound တွေကဟုတ်ပြီနော် ion ပါတယ်ဆိုတော့ဥမာဆိုပါဆိုဒီကျတော့ sodium ဆိုရင်သူက plus ပေါ့ Na+ chloride ဆိုရင် Cl- magnesium ဆိုရင် Mg2+ နဲ့ oxygen ရကြတော့ 2- အဲ့လိုမျိုး ion လေးတွေ plus တွေ minus တွေပါလာတာကိုပြောတာပေါ့နော်ဒါဆိုရင် for ionic compound တွေကတဲ့ we use the term relative formula of mass သူတို့ကို relative formula of mass လို့သုံးပါတယ်အဲ့တော့ teacher တို့က relative molecular mass လဲသုံးတယ် relative formula mass လဲသုံးတယ်ဘယ်လိုနေရာမျိုးတွေမှာခွဲရမလဲဆိုတော့ teacher ionic compound တွေဖြစ်တဲ့ metal နဲ့ non metal ပေါင်းတဲ့အရာတွေဆိုရင် teacher တို့က relative formula mass လို့သုံးရပါမယ်ဟုတ်ပြီနော် relative formula mass instead of relative molecular mass relative molecular mass က relative formula mass လို့သုံးရမယ်အထူးသဖြင့်စားတွေ ေါ့ sauce တွေဟုတ်ပြီနော် sauce တွေဆိုရင်ဒီချက်ရော relative formula mass ကိုအသုံးပြုရပါမယ် exemplary what is the related molecular mass of carbon dioxide CO2 ဒီမှာဆိုရင် teacher တို့ကို related molecular mass of carbon dioxide လို့ပြောထားတယ်။ဘာကြောင့် molecular mass သုံးလဲဆိုတော့ carbon က non matter oxygen ကလည်း non matter ပဲ။ဟုတ်ပြီနော် non matter non matter ဆိုတော့ covalent bond covalent compound ဖြစ်တယ်။ဒါကြောင့်မလို့ teacher တို့ molecule တွေနဲ့ဖွဲ့စည်းထားတဲ့အတွက်သူက molecular mass ဆိုအသုံးပြုပါတယ်။ the related atomic mass of carbon and oxygen are 12 and 16 respectively ဒါကြောင့်မလို့ကာဗွန်နဲ့အောက်ဆီဂျင်ရဲ့ atomic masses ဒီသူ့ရဲ့တန်ဖိုးတွေကိုပေးထားတယ်ကာဗွန်ဒီ12ဖြစ်ပြီးရောအောက်ဆီဂျင်ဒီ16ဖြစ်ပါတယ်ဒါဆိုရင် teacher တို့ပုံသင်နည်းလေးကိုသုံးလိုက်ရအောင် related molecular mass of carbon dioxide equal to related atomic mass of 1 carbon atom ကာဗွန်ကတလုံးနဲ့ဖြစ်တဲ့အတွက်1 carbon atom plus related atomic mass of 2 atoms of oxygen oxygen ကကြာရဘယ်နှလုံးလဲနှလုံးဖြစ်ပါတယ်ကဲဒါဆိုရင် related atomic mass of 1 carbon atom carbon atom တလုံးရဲ့တန်ဖိုးသည်12 ဖြစ်တယ် carbon oxygen atom ကဘယ်နှလုံးလို့ပြောလဲ2 atoms လို့ပြောရတဲ့အတွက်ကြောင့်မို့2 multiply နော် oxygen တန်ဖိုးသည်16ဖြစ်ပါတယ် ဒါဆိုရင်ဒီကြရိုးက12 plus 16 multiply 2ဆိုတာဒီဘလောက်လဲ32ဒါဆိုသူ့ရဲ့ unit ဒီ44ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီကြရိုးကာဗွန်နာအောက်ဆိုက်ရဲ့ molecular mass ဒီ44ဖြစ်တယ်အဲ့ဒီမှာထူးခြားတာကပါရှိလဲဆိုတော့ relative ပါရင်ဒီကြရိုး unit ထည့်စရာမလိုပါဘူးဟုတ်ပြီနော် relative ပါရင်ဘာထည့်စရာမလိုဘူးလဲ unit ထည့်စရာမလိုဘူးဟုတ်ပြီနော်ဒါကြောင့်မလို့ဒီကြရိုး44ဆိုပြီးတော့ပဲသူ့ရဲ့အဖြေကထွက်ပါတယ်ကာဗွန်နာအောက်ဆိုက်က ကဲဒါဆိုရင်ဒီချက်ရ example form လေးကိုစက်ကြည့်ရအောင် example form ကကြတော့ calculate the formula mass of copper to sulfate CuSO4 copper to sulfate ရဲ့ formula mass ကိုတွက်ထုတ်ခိုင်းတယ်။ဘာကြောင့် copper to sulfate ကနော် formula mass ဖြစ်လဲဆိုတော့ copper ဒီ matter SO4 ဒီ acid radical ဖြစ်တယ်။ acid radical နဲ့ matter နဲ့ပေါင်းတဲ့အတွက်ကြောင့်မလို့သူဒီစားမျိုးစားဖြစ်တယ်။ဖြစ်တဲ့အတွက်ကြောင့်မလို့ teacher တို့ကစားဆိုရင် formula mass ကိုအသုံးပြုရပါတယ်။ ဒါဆိုရင် given cu equals to သူ့ရဲ့တန်ဖိုးတွေပေးထားတယ်တလုံးချင်းစီပေါ့နော် atom တစ်ခုချင်းစီရဲ့တန်ဖိုး copper equal to 63.5 amu sulfur ကကြတော့32 amu oxygen ကကြတော့16 amu ဆိုပြီးပေးထားတယ်ကဲဒါဆိုရင်ဒီကြော် formula လေးကြည့်ရအောင် formula mass of copper to sulfate equal to atomic mass of 1 copper atom ဟုတ်ပြီနော်ဒီချာရစီ USO4 ကိုကြည့်လိုက်တာမှာ CU ဒီ1 copper atom sulfur ဒီလဲ1ပဲ atomic mass of 1 sulfur atom plus atomic mass of 4 atoms of oxygen oxygen ကြတော့ဘယ်နှလုံးဘယ်နှလုံးဖြစ်နေလဲ၄လုံးဖြစ်နေတယ်ဒါကြောင့်မလို့4 atoms of oxygen ကဲဒါဆိုရင် Atomic Mass of 1 Copper Atom ကဘယ်လောက်လဲဒီကျတော့ဒီမှာတန်ဖိုးယူလိုက်မယ်63.5 AMU Atomic Mass of 1 Sulfur Atom က32 AMU Atomic Mass of Oxygen ကကြတော့4 Atoms of Oxygen လို့ပြောရတဲ့အတွက်4ဆိုတော့4 multiply 16 AMU ဒါဆိုရင်63.5 AMU plus 32 AMU plus 16 multiply 4ဒီဘယ်လောက်လဲ64 AMU ရမယ်နော်ဒါတွေသုံးခုလုံးကိုပေါင်းလိုက်တဲ့အခါမှာကျတော့နော်159.5 AMU ရပါတယ်ကဲခုနကပုတ်စာ example 3နဲ့ example 4မှာဆိုရင်ထူခြားချက်ကဘာရှိလဲဆိုတော့ example 4မှာကျတော့ teacher တို့ unit တိုက်ကပါတယ် AMU ဆိုရဲ atomic mass unit တက်ရတယ်ဘာကြောင့်လဲဆိုတော့ relative မပါတဲ့အတွက် ဟုတ်ပြီနော် example 3မှာကျတော့ teacher တို့ပါပါလဲ relative ပါတဲ့အတွက်ကြောင့်မလို့ AMU တက်စရာမလိုပါဘူးအဲ့ဒီတော့သားတို့တမီးတို့မှတ်ထားမှာဒီ relative ပါရင် unit ထည့်စရာမလိုဘူး relative မပါဘူးဆိုရင်တော့ teacher တို့ပါတက်ပေးရမယ် unit တက်ပေးရပါမယ် unit ကပါလဲ AMU ဖြစ်ပါတယ် ကဲဒါဆိုရင်ဒီကျတော့ဒီ4.1ရဲ့ review question လေးပေါ့နော်ဒါတို့တမျိုးကိုရှေ့မှာ exemplary လည်းအများကြီးတွက်ပြထားတယ်လေးခုပေါ့နော်တွက်ပြထားတယ်ဒါဆိုရင်ဒါတို့တမျိုးကိုအကောင်းဆုံးတွက်နိုင်မယ်လို့ဒီချက်ကယုံကြည်ပါတယ်ဒီမှာဆိုရင် number 1မှာဆိုရင် calculate the relative formula mass of sodium chloride sodium chloride ရဲ့ formula mass ကိုမေးထားတယ်သူ့ရဲ့ atomic mass unit တန်ဖိုးတွေပေးထားတယ် Na နဲ့ Cl နဲ့ဟုတ်ပြီနော် relative ပါတဲ့အတွက် unit တက်စရာလိုလားမလိုဘူးလားစဉ်းစားမယ်နော်နံပါတ်2 calculate the relative molecular mass of glue ူးကို့စ်အော်ဂလူးကို့စ်ကြတော့နည်းနည်းလေးခက်မယ်။ဘာကြောင့်လဲဆိုတော့ကာဗွန်က6လုံး၊ဟိုက်ဒရိုဂျင်က12လုံး၊အောက်ဆီဂျင်က6လုံးမြှောက်ဖို့မမေ့နဲ့နော်။တလုံးချင်းစီရဲ့တက်မှု။သူ့ရဲ့ related atomic mass ကကြတော့ဟိုက်ဒရိုဂျင်က1ကာဗွန်က12အောက်ဆီဂျင်က16ဟုတ်ပြီနော်။ဒါဆိုရင်ကာဗွန်ဆိုလို့ရှိရင်6ကိုဘာနဲ့မြှောက်အောင်လဲ12နဲ့မြှောက်ဖို့မမေ့နဲ့နော်။ဒါတွေအားလုံးကိုသူကိုဘာလုပ်ပေးရမှာလဲပေါင်းပေးရပါမယ်။ unit ထည့်ဖို့လို့လား။ မလို့ဘူးလားစဉ်းစားမယ်နော်။ဘာကြောင့်လဲဆိုတော့ related ပါတဲ့အတွက်ထည့်စရာလိုပါသလား။မလို့ဘူးလား။တေချာစဉ်းစားပါ။ကဲဒါဆိုရင် teacher 4.1ရဲ့ key terms တွေကိုကြည့်ရအောင်။အဓိကဝေါ်ဟာရတွေပေါ့နော်။ဒီမှာဆိုရင် related atomic mass အကြောင်းသိရမယ်။ related atomic mass is the average mass of one atom of that element compared to 1/12 the mass of one atom of carbon 12။ဟုတ်ပြီနော်။ related atomic mass ဆိုတာ average mass of one atom of that element ကို compare လုပ်မယ်နှိုင်းရှင်မယ် to 112 the mass of a 1 atom of carbon 12เนี่ยတဲ့ဟုတ်ပြီနောက်ပုံစံนี้ကိုပဲပြန်ပြောထားတယ် the relative molecular mass is the sum of the relative atomic masses of all atom in their molecule related molecular mass ဆိုတာဒီတဲ့ molecule ထဲမှာရှိတဲ့ atoms တွေအားလုံးရဲ့ atomic mass တွေပေါ့နော်နိုင်ရပြန်များ atomic mass တွေအားလုံးကို sum ဆိုတာပေါင်းခြင်းဖြစ်ပါတယ်တဲ့ခုနကလည်းကျတို့မှာ carbon ရယ် hydrogen ရယ် oxygen ရယ်သုံးခုစလုံးကိုပါလို့ပြရတာလေပေါင်းပြရခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်။ကဲနောက်တစ်ခုက related molecular mass is the mass of one molecule of a substance အရာဝတ္ထုเนาะ substance တစ်ခုရဲ့ one molecule မှာရှိရဲ့ mass နဲ့ compared to one drop the mass of one atom of carbon carbon 12 atom မှာရှိရဲ့เนาะ 1 by 12နဲ့တွေ့ရပါလို့တာလေနိုင်ရှင်ချင်းဖြစ်ပါတယ် the relative formula mass of an ionic compound ionic compound တွေကိုကြတော့ teacher တို့ဘာနဲ့သုံးလဲ formula mass လို့သုံးတယ် is the sum of the relative atomic masses of all atoms in the formula formula ရဲ့မှာရှိရဲ့ atom နေအလုံးရဲ့ atomic masses ပေါ့နော်အလုံးကိုဘာလို့တာလဲ sum ဆိုတာပေါင်းခြင်းဖြစ်ပါတယ် ကဲဒါဆိုရင် teacher တို့အခု4.1ရဲ့ review question လေးကိုလည်းအကောင်းဆုံးတွတ်ထုတ်နိုင်မယ်လို့ teacher ကယုံကြည်ပါတယ်။ key term စေးတွေကိုလည်းမှတ်ထားပေးပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။